မအခွေးကြိုက်တာဘယ်နှယောက်ရှိပြီလဲမင်းတို့ရိုက်တက်ဖို့ခေါ်လားအော်အဲ့လိုပဲဆွဲတာဟုတ်ဆွဲတော့ဘာလို့ရိုက်တက်ဖို့ခေါ်လားမင်းတို့ခွေးလားပိုင်လားလားမင်းတို့လာလာတရားကြာပြီလေဘလူခေါ်ရရတဲ့ဘူကခေါ်သူခေါ်ရနင်းခေါ်လာနေခုဖုန်းလာမယ်မသိဘူးလားသိရောဖုန်းခေါ်တာမကြိုက်ဘူးအိမ်ရောမသိဘူးလား မသိပဲနဲ့နင်းမမခေါ်တော့မမမခေါ်ပဲနဲ့အက်ခွေကိုငါလွတ်လက်သေးအောင်မရအောင်အက်ခွေအရေးကိုခွာဝါပြီးတော့ပြက်တရာအကြီးတက်မယ်နော် အခုကဒီတိုင်းပြီးရင်ပြီးမယ်နော်မပြီးလို့ရှိရင်အဲ့လောက်ကတော့ကဘယ်တော့လိုက်ရိုက်တာလဲဗျအလောင်းမကြရင်တော့ပြက်တရာချင်းဖြစ်တယ်မှာနော်အက်ခွေအရေးကိုဆော့ပြီးအသားဟင်းဖြစ်သွားရင်နင်တို့ကပို့ဆိုးမယ်နော်နင်းမပါမယ်နော်အဲ့ဒါရှင်းဆုံးပြောလားအခုရအောင်အက်ခွေကိုရအောင်အခုပြန်ခေါ်ပြီးခေါ်လိုက်တာသူခေါ်လိုက်တာရိုက်တယ်ရိုက်တာပို့ခေါ်ရအောင်နော်ဘာဘာ ဘာဘာအခွင့်ရေးရှိလို့ဘာတော့ဘာရှိလို့အာနာရှိလို့ရဲတပ်ဖို့ခေါ်ရတယ်ဘာလို့မို့လို့လဲနင်တို့အရင်မွေးထားတဲ့ခွေးလည်းမဟုတ်ဘူးလေလမ်းမြခွေးလေငါတို့ဒီလောက်ဒီလောက်မြက်ခွက်လေးလို့မမြင်ဘူးလားမဟုတ်ဒီလောက်လူတွေလည်းနင်နဲ့ငါအရင်အလုပ်လုပ်တဲ့ကရင်မလေးနဲ့နင်နဲ့တရွာလေးလာတာလေငါတို့ပြောထားတယ်လေနင့်ကိုဒီခွေးတွေကိုငါတို့မွေးထားတာကျွေးထားတာနင်တယောက်ဖက်နင်ကရိုက်တက်ခိုင်းနေဆိုနင်တယောက်ဖက်ဖြစ်မှာနော်တက်ခိုင်းတဲ့လူကဘာလုပ်လဲစားမဲ့လူကဘာလုပ်လဲနင်တယောက်တည်းကောင်းခံမလားနင်တယောက်တည်းဝင်မလားထောင်ထဲကိုပြောတယောက်တည်းရင်းရဲတယ်ဆိုရင်တော့တယောက်တည်းလုံလိုက် ဘာမှလည်းခွင့်ရိုက်တတ်တဲ့ဆိုဝင်းရင်တို့နင်းနောက်ကဟာလီလားမှောက်ပါဦး၃နိုင်ကတော့၄နိုင်ဖြစ်နေစဉ်ငါတို့ကဒီမှာခွေးမရအောင်ဖြစ်နေမှာဖုန်းကလည်းဆက်ပေါ်လေအိမ်လေးဆောင်လို့မသိဖုန်းနံပါတ်လည်းမသိဘူးဆိုတော့ ဟဲ့ဟောမေဟဲ့ခွဲရပါသွားကြည့်တော့လောတိုင်းနဲ့ခွဲရလာကြည့်လာလောတိုင်းနဲ့ခွဲရလာကြည့်လာကြည့်လာကြည့်လာလာလာကြည့်နာကြည့်အမနေလို့တက်ခိုင်းတဲ့ခွဲနေလို့ဆောင်းမခဲကြည့်နာကြည့်ကြည့်အမကြည့်ဘောတက်ခိုင်းတဲ့ခွဲကြည့်ကြည့်နော်ခွဲတော့တမလို့မကန်လို့နေဖို့အတွင်းနဲ့တော့မှာအိရှော်အိမအိရှော်မဟုတ်ဘူး ်ငါကအဲ့လိုလာမပြောနဲ့ငါမိတ်ဟာဒီခွဲလေပတ်သက်ဘလောက်ဘလောက်ပေးရလဲဆိုတော့ငါသိလားမှန်ပါကျွန်တော်လည်းဟမ်ဘာသာသိရှိရတာဘာလို့ပြောရလဲငါတော့သဝေးလားသက်ရှင်နေမြင်ဒီလိုအိမ်ဖောင်းနေရတာတတ်တာအတူအစားပြုပစားခဲ့ငါတို့ကအိတ်ရှင်နော်လည်းလုံးမှာဆိုလို့ရရလည်းလုံးမှာဆိုလို့ငါတို့နေနေရတယ်ဘယ်လိုမှမအောင်တော့ပိတ်လိုက်တော့လုံးမေး အလောင်းမဲမင်္ဂလာပါဖြိုးချန်နယ်လေးမှာပြန်လဲကြိုကြပါရစေဖြိုးဒီနေ့တင်ဆက်ပေးလိုက်တဲ့အကြောင်းအရာလေးကတော့အိမ်မွေးခွေးလေးကိုအိမ်မွေးနှဲကရေတက်လိုက်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားရင်ဗီဒီယိုလေးပေါ်ထင်မြင်စကြက်လေးတွေကို comment အောက်မှာရေးပေးသွားကြအောင်နော်ဖြိုးရဲ့ channel လေးမှာဘူဟုတုတရနဲ့ဟာတာတွေကိုအများအားဖြင့်တင်ဆက်ပေးသွားမှာမို့လို့ဖြိုးရဲ့ channel လေးကို like and subscribe နဲ့နှိပ်တာကြဖို့မမေ့ပါနဲ့နော်အားလုံးပဲတက်တာ